။ခေါင်းထဲကဝိညာဉ်မောင်ချောနယ်။ခေါင်းထဲမှာဝိညာဉ်တစ်ခုပဲလုံးလုံးရှိတယ်။ခေါင်းထဲမှာအလောင်းမရှိဘူး။လောင်းကတည်ခြင်းတရားနဲ့စားတောင့်နေလေ။ကြက်ကင်တွေတင်ခဲတွေနိုင်ခြင်း၊ဒမ်ပလက်မဲညက်၊ဘရန်ဒီကဘာကျော် secret တွေနဲ့ဝိုင်းကောင်းလို့သူတို့အပါမှာစပွဲတို့96ယောက်ကလည်းလိုလီသေးမရှိအောင်ပြုစုလို့ပေါ့။တည်ခြင်းတရားကဟော်ဒီလိုစကားဆက်ပြောတယ်။ ဟောဒီလောကကြီးမှာနှျောလို့ရင်းမွေလို့နှမ်းလျှောက်တဲ့သူတွေကိုငါတိတ်ထင်သေးတယ်။ဘလောင်းကဒီစကားကိုထောက်ခံတယ်။ဟုတ်တယ်။ဒီကောင်တွေကဘဝတလျှောက်လုံးလုံးကြီးကာအိန်တွေမရှိတဲ့ကောင်စားတွေပြီးတော့လေ၈ခုနှစ်ဘဝနောက်ခုနှစ်ဘဝမနုတင်ညာမရတဲ့ကောင်တွေမနုတင်ညာအသေးရောင်ရောင်ကောင်စားတွေတကယ်ပြောတာ၈ခုနှစ်ဘဝနောက်ခုနှစ်ဘဝမနုတင်ညာမရတာတိတ်တေကြတဲ့ကောင်စားတွေ ။ဘလောင်းကရဲခွက်ကိုမော့ချလိုက်တဲ့အခါဒေဂျင်တရားပြောတယ်။ဟုတ်တယ်။အဲ့ဒီကောင်တွေဟာဗဂျွန်ကျောက်တုတ်လောက်မှစားမကောင်းတဲ့ကောင်တွေပါကွာ။ဖျားသခင်ကသူတို့အုံနောက်ကိုနှစ်ဇွန်းလောက်ခတ်ယူပြီးမှလူဘဝလွတ်လိုက်တယ်။ဒါတွေတင်းတို့ကတိတဲ့ကောင်တွေမဟုတ်ဘူး။ဟာဟာဟာ။စပွဲတို့တွေကပါဝိုင်းရလိုက်ကြလို့ တခန်းလုံးအတန်တွေရှန်ပြီးခန်းကြီးပွင့်သွားလေရဲ့။လောင်းကဟုတ်တယ်ဒီငနေတွေကအတုတွေကိုလိုက်လိုက်တုနေရတယ်ငနေတွေကသူတို့မှအမှားမှန်မလို့ဘူး။တွေးပုံနေတဲ့အချိန်မှာကြိုက်မယ်။ပြီးတော့လိုချင်တာအကုန်ပူဇာတတ်တဲ့ကောင်းတွေကတိလားဟုတ်လား။အာလီရှာလေးနဲ့လောင်းရောတေချင်းတရားပါမူးနေကြပြီ။တေချင်းတရားကမူးရင်သွေးဆိုးတယ်လေ။ ဘာလဲမင်းကငါ့ကိုပူစားတဲ့ကောင်ကိုပြောရတာလားဟောဟောမှာဝိညာဉ်ရှိတယ်မင်းကဘာလဲအဲ့ဒီလူကနေတေချင်းတရားနဲ့အလောင်းရံထိတ်ကြတယ်အလောင်းကတေချင်းတရားကိုလက်တီးနဲ့ထိုးသိလိုက်တယ်ရှင်စင်းနေတွက်ဖက်ကြည့်တယ်တေချင်းတရားထိုးကြသွားတယ်အလောင်းကရင်ကျက်သူနဲ့နာနေတေချင်းတရားကိုလက်ပိုက်ပြီးစိမ့်စိမ့်ကြည့်နေဒီအချိန်မှာခေါင်းထဲကဝိညာဉ်ခုန်ထလာရက်တလုံးကိုဖောက်ပြီးတော့ဟေး ဒါတွေအားလုံးဟာဒီသစ်သက်အားလုံးကိုဆိုလိုခြင်းဟန်တောက်ကြနေကတောက်ထားတဲ့လက်ကြံရက်တွေမဟုတ်ဘူးလို့ပြောလိုက်တယ်။အဲ့ဒီအခါအလောင်းရောတေခြင်းတရားပါတေဆုံးသွားပါလေရော။